အစိုးရတိလက်ထက်တမုန်နဲ့အင်ယာတိဆောက်ဖို့ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းတွေကို80ရာခိုင်နှုန်းလောက်ခွင့်ပေးသွားမှာဖြစ်ပါတယ်ဒေါ်သူသူအောင်သတင်းပေးပို့ထားပါတယ်ရှင်မြန်မာနိုင်ငံရဲ့အင်အားလိုအပ်ချက်ပြည့်မီအောင်တမုန်းနဲ့အင်အားတွေကိုအစိုးရက20ရာခိုင်နှုန်းနဲ့ပုပ်ပလီကဆောက်လုပ်ရေးလုပ်ငန်းတွေကို80ရာခိုင်နှုန်းပေးပြီးအကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။တမုန်းနဲ့အင်အားတွေကိုတိစောက်ဖို့အတွက်ဆောက်လုပ်ရေးဝန်ကြီးဌာနကပုပ်ပလီကလုပ်ငန်းတွေကိုမြေနေရာပထမဆုံးချပေးသွားမယ်လို့လည်းဝန်ကြီးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ်က DPP ကိုပြောပါတယ်။ အဲ့ဒီမြင်နေရတော့ဒုပိုင်တဲ့ကြီးပေါ့ကွာသရွေဝန်ကြီးဌာနမြို့ပြနဲ့အင်အားဖွဲ့ကြီးဝန်ကြီးဌာနဆိုတာတက်ဆက်ရာဒီခရိုင်ဒီမှာတိုင်းပြည်တိုင်းရာကြီးပြည်နယ်မြို့တော်ကြီးဒီမှာဒီဒုတဲ့ဥစ္စာပေါ့နော်ဆောက်လို့ရတိုင်းကြီးကြပါဘူး။အဲ့ဒီအပေါ်မှာပဲဆောက်ရမှာ။ဒါမှမဟုတ်လို့ရှိရင်သူဆောက်လို့ရမတိုင်းလို့လည်းပဲတိုင်းလိုက်ကြည့်နေကိုပြုတ်ပြီးပိုင်နေပြီးရှိတာပေါ့လေ။အဲဒီဒီပေါ်ဒီမှာမဆုံးဘူးပါဗျာ။အဲ့တော့အဲ့ဒီနေရာကြတော့ပုံပြကြဒီမှာသွားပြီးတော့ ချောက်မယ်ဆိုရင်တံမိုးရပူများဝမယ်လို့ပြောတာ။ပြီးခဲ့တဲ့ဆိုရတဲ့လက်ထက်မှာတော့တံမိုးနဲ့အိမ်ယာတိစောက်ဖို့အတွက်ပုပ်တိကလုပ်ငန်းရှင်တွေဘက်ကအဆိုပြုလျှောက်ထားခဲ့ပေမဲ့ခွင့်မပြုခဲ့ပါဘူး။အခု NLD အစိုးရလက်ထက်မှာပုပ်ပလီကလုပ်ငန်းရှင်တွေကိုတံမိုးနဲ့အိမ်ယာတွေရဲ့လိုအပ်ချက်80ရာခိုင်နှုန်းလုံးပိုင်ဝေးပြုတဲ့မူဝါဒတွေပေါ့အများဆုံးကောင်းထက်ဖို့ဆောင်ရွက်ချင်ပါတယ်လို့လည်းစောက်လုပ်ရေးလုပ်ငန်းရှင်တွေကပြောပါတယ်။ဟုတ်ကဲ့တံမိုးနဲ့အိမ်ယာနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ကတော့မြန်မြန်လေးမြန်မြန်လေးစောက်ပေးစီချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အခုအစိုးရတွေတက်လာတဲ့နောက်ပိုင်းမှာကျူးကျော်တွေကိုပေးဖို့ သူတို့စီမံကိန်းတွေရှိတယ်လို့ပဲလက်ရှိမှာကတော့ကျွန်တော်တို့ဝန်ထမ်းတွေမှာเนาะကျွန်တော်တို့ကုမ္ပဏီရဲ့ဝန်ထမ်းလေးတွေမှာပေါ့အိမ်ပိုင်မရှိတာတွေအများကြီးပါအဲ့လိုမျိုးအခြေခံလူတန်းစားတွေအတွက်ဒီတာမုန်တဲ့အင်အားတွေကတည်တည်ချာချာ quality ကောင်းကောင်းနဲ့ကြည်ကြဲဝင်လေးတွေပေါ်လာမှာဆိုရင်အားလုံးအတွက်အဆင်ပြေမှာပါနောက်ပြီးတော့ဒီအားလုံးဝန်ထမ်းလေးတွေအခြေခံလူတန်းစားတွေမျှော်လင့်နေတာအဓိက payment ပေါ့เนาะ payment ကကျွန်တော်တို့အစိုးရအနေနဲ့ပဲဘလူးနီးနဲ့ပဲပူးပေါင်းဆောင်ရွက်ပြီးစောက်စောက်ရေရှည်နှစ်ရှည်ပေါ့เนาะတို့တလောက်9300မှာ တသိန်းသွင်းရမှာလားအဲ့လိုမျိုးလေးတွေကိုအခြေခံလမ်းစာတွေအမြဲမျှော်လင့်နေပါတယ်အဲ့လိုမျိုးလေးတွေရောက်ပေးနိုင်တော့အကောင်းဆုံးပါဒါအပြင်ပုပ်ပလိကတံမိုးနဲ့အရာဆောက်လုပ်ခြင်းနဲ့လုပ်ငန်းရှင်တွေအနေနဲ့ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်မြေတွေအပါအဝင်တိုင်းနယ်ပြည်နယ်တွေကအစိုးရတွေပိုင်တဲ့မြေပေါ်မှာဆောက်လုပ်ခွင့်ပြုမှလည်းဖြစ်ပါတယ်။ဒီအတွက်တော့ဆောက်လုပ်ရေးဝန်ကြီးဌာနမှာလာရောက်လျှောက်ထားနိုင်တယ်လို့လည်းသိရပါပါတယ်ရှင်။ကျမတို့တူတူအောင်ကသတင်းပေးပို့ထားတာပါ။